မြန်မာနဝတ်ချန်နယ်ကိုအစဉ်တစိုက်အားပေးနာဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကတော့စာရေးဆရာအကဆော်ရေးသားထားတဲ့စုံတီကြီးဥပဒါနဲ့မမျော်လင့်သောခရီးရှင်အပိုင်ခုနှစ်စသိန်းပိုင်းကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဘိုလျက်စီးနဲ့တပည့်တွေက ကျုပ်တို့ကိုတနက်တွေနဲ့ထိုးချိန်လိုက်ကြတယ်။ကျုပ်တို့လွယ်ထားတဲ့လွယ်အိတ်တွေကိုသိမ်းယူလာပြီးတော့အဲ့ဒီရတနာတွေကဟော်ဒီကူကြီးရဲ့တတရားမှရှိနေမှာပဲ။ငါတို့ကူအထက်ပိုင်းကိုနှံ့နေအောင်ရှာပြီးပြီ။ဒီတော့မင်းတို့တွေကကူအောက်ပိုင်းကိုစီမီရှာပေးရမယ်။အမောင်ထဲမှာကျုပ်တို့ဘယ်လိုရှာမှာလဲဗျ။မမောက်တာသူ့ခေါင်းမှာပတ်ထားတဲ့ဓာမီလေးကို ဖြုတ်ပြီး အကိုကြီးရဲ့ခေါင်းမှာတက်ပေးလိုက်တယ်။တခုပဲရမယ်။မင်းတို့သွားကြတော့ လူသုံးယောက်ကိုဓမီတစ်ခုတည်းနဲ့ဘလို့သွားကြမလဲဗျာဒါပေမဲ့ဟိုလူတွေကတနက်တိုင်းနဲ့ချိန်ထားကြတာဆိုတော့ကျွတ်တို့သုံးယောက်မသွားချင်ပေမဲ့ဆင်းသွားရတော့တာပဲကြောက်ကွာတဖြည်းဖြည်းနဲ့မဆောက်လာတယ်ခုချင်းပြင်းမှလည်းရေရီနဲ့ဆိုတော့ချုံးနေတာဗျရှင်းနာရောက်တော့ကျန်းမာရေး45ဒီဂရီလောက်ကိုစောင့်ကြပါတယ်ကျွတ်တို့သုံးယောက်မတ်တရက်လုံးမရတော့ပဲဖင်တီးကိုဆွဲပြီးထိုင်ရက်သာဆင်းလာခဲ့ကြတယ်ရေးစီးထားတဲ့နေရာတွေကအထစ်ထစ်လေးတွေဖြစ်နေရဲ့ဗျ အဲ့ဒီအထစ်ကလေးတွေကိုလက်နဲ့အသာကုတ်ကရင်ဆင်းလာခဲ့ကြရတယ်။အဲ့မောင်တခါပြောဘူးသလိုကြောက်ကူကြီးကဘလောက်နဲ့မှမသိအောင်နှက်တယ်ဗျ။ဆင်းလာကြရင်တနေ့ရရောက်တော့ကျုပ်လက်ကချော်ပြီးကြောက်ကူတဲ့ကိုရှော့တိုက်လို့ကြာသွားခဲ့တယ်။ဥပဒါကျုပ်အင်ကြီးလက်ကုတ်ကိုသူ့လက်နဲ့ဖမ်းဆဲလိုက်တယ်။ဒါပေမဲ့အရှင်ရများလို့ကျုပ်တို့နှစ်ယောက်လုံးဖေဒီယိုတိုက်ရှော့ကြပြီးတော့ဂူကြီးရဲ့အောက်ကိုကြာသွားခဲ့တယ်။ကျုပ်အသက်ကုန်ဟစ်ပြီးအော်နေမိတယ်။လက်ကဆက်မြဆက်ရဆိုင်ရင်တနေ့ရရောက်တော့ ကျန်းကြီးအားနဲ့ချွတ်ထွက်နေတဲ့ကြောက်တုံးကြီးတို့ကိုလက်နဲ့ဖမ်းကလိုက်မိတယ်။ရှိသမျှအားနဲ့ကြောက်တုံးကြီးကိုကုတ်ဖတ်ထားရတာဗျ။အနောက်ကနေကြက်လာတဲ့ဥပဒါလည်းကျုပ်ချီတော်ကိုလှမ်းဆက်လိုက်တယ်ဗျ။ဒီတော့မှကျုပ်တို့နှစ်ယောက်လုံးရပ်သွားကြတာ။အကိုကြီးကတော်တော်ဝူးဝေးမှကြက်နေခဲ့တဲ့ပုံပဲ။မိရန်ကိုယ်တော်မှမမြင်ရတော့ဘူး။ကျုပ်တို့ကူရီးယားနဲ့အသက်ကိုအော်ဟစ်နေမိတယ်။ဥပဒါခြေထောက်ကိုဆွဲရင်ကြောက်တုံးကြီးကိုလက်နဲ့ဖမ်းဆုပ်ကလိုက်တယ်။အလကအုံးနေနဲ့ ငါတို့အော်တာသူတို့ကြားချင်မှကြားအောင်ပါကွာဥပဒါပညာတွေတိုက်ရတာနဲ့ဗျာဒီလူစိုးတွေကိုပညာပေးလိုက်တာမဟုတ်ဘူးဘာဖြစ်လို့သူတို့ခိုင်းနေတာလုံးဝလားလေဗျာဒီအထိရောက်လာပြီးမှတော့ရန္နာတွေမယူဘဲပြန်သွားရင်နှမျောစရာကြီးကွာဘာဗျာဥပဒါရန္နာတွေကိုမမောနေပြီလားအရင်တော့ရွှေရင်ငွေတွေကိုဘာမှစိတ်ဝင်စားတဲ့ဥပဒါအခုကြမှာရတနာတွေကိုမမောရတယ်လို့ဗျာငါတောင်းချင်လို့မဟုတ်ပါဘူးကွာ ဖះထမနာတွေလို့ပြောတယ်မဟုတ်လားကျုပ်တို့စကားပြောနေအသက်ရှူတွေကျက်လာတယ်မသိရေကူးနေသလိုပဲဗျချွေးတွေလည်းတကုံလုံးပြန်လာတယ်အောက်မှာအောက်ဆီဂျင်နဲပုံရတဲ့အလက်ကောင်ဥပဒါမီတောက်တစ်ခုကိုဖန်တီးလိုက်တယ်အဲ့ဒီမီတောက်တောင်မှတရှိရှိနဲ့အတံမြည်ပြီးတော့မှမင်းငိမ့်သွားခဲ့တယ်မီတောက်လင်းနေတဲ့အချိန်လေးမှာလှက်ပက်ကြည့်လိုက်တော့ကျုပ်တို့ညာဘက်အောက်ဘက်နားမှာအပေါက်တစ်ခုကိုတွေ့လိုက်ရတယ်ဗျဂူပောက်ဝါလေးတစ်ခုဖြစ်မှထင်တယ် ငါတို့ဒီမှာကြာကြာနေနိုင်မှာမဟုတ်ဘူးအလကဟောဟုံမှာဂူပေါက်လေးတစ်ခုတွေ့တယ်ကွာရတနာရီမြအဲ့ဒီဂူပေါက်ထဲမှာရှိနေမလားဥပဒါဥပဒါချောနေတဲ့ကျက်မြင့်ကိုအတားလေးကုတ်ဖက်ပြီးတော့အောက်ကိုဆင်းချသွားတယ်။ကြောက်လေဥပဒါဆင်းတဲ့အတားလိုက်လာခဲ့ရကမကြခင်ဂူပဝါအရှိယာကြောက်တုံးအပေါ်ကိုခြေချမိတယ်။ဂူပဝါကလူတယောက်ဝန်တိုင်းနဲ့အရွယ်ကျဲ့တယ်ဗျ။ဥပဒါအရှိယာနေဂူထဲကိုဝန်သွားတယ်။ဂူထဲမှာမီးတောက်လေးတစ်ခုဖန်တီးလိုက်တော့ မီးတောက်ကလေးကမငိမ့်တော့ပဲတောက်လောင်နေတယ်။တစ်ချက်တစ်ချက်လေတိုက်တယ်လို့မျိုးဖြစ်ပြီးမီးတောက်ကလှုပ်လှုပ်သွားတယ်။ဒီကူပေါက်ထဲမှာလေရှိတဲ့အလက်ကောင်ရကျုပ်တို့ဆက်လိုက်တဲ့နေရာကိုရောက်တော့လူတစ်ယောက်ကဂူရဲ့ဘေးဘက်ကြောက်တုံးကြီးအနောက်ကနေထွက်လာပြီးကျုပ်တို့တနက်နဲ့ထိုးချင်လိုက်တယ်။ဟင်အဘာကြီးပါလား။ဟာအိုင်မောင်ခင်ဗျာမသိဘူးနော်။အိုင်မောင်ကကျုပ်တို့အနောက်ကိုလှမ်းကြော်ကြည့်။ခင်ဗျားတို့နှစ်ယောက်သေးပဲလား။ဟိုလူတွေရောမပါဘူးလား။ မပါဘူးငါတို့ကြီးပဲဆင်းလာတာဒီတော့မှအိုက်မောင်ကတက်နောက်ကိုချလိုက်တယ်သူ့ခြေတော်တစ်ဖက်ကထော့ကျိုးထော့ကျိုးဖြစ်နေတာကိုတွေ့လိုက်ရတယ်ဗျအိုက်မောင်ကကြောက်တုံးကြီးဘေးနားမှာထိုင်ချလိုက်တော့မှ သူ့ပေါက်မှာတနက်ချိန်ဝင်ထားတဲ့အရာကြီးပြို့သွေးတွေစီးကျနေတာကလည်းမနေဘူးအိုက်မောင်ဒဏ်ရာရထားတယ်ဟဲ့ဥပဒါအိုက်မောင်အနည်းကိုသွားပြီးတော့ဒဏ်ရာကိုသတိနဲ့ထွေထက်လိုက်တယ်အိုက်မောင်ဆိုရင်អော်လိုက်တာမှပြောမနေပါနဲ့ပြီးတော့ဥပဒါသူ့ပစိုးအောက်ဘက်အစွန်းကိုဖျက်ချပြီးတော့ အဲ့မောင်ရဲ့အနာကိုပတ်တီးပတ်တယ်လို့စီးနှောက်ပေးလိုက်တယ်။နောက်တော့ပတ်တီးအပေါ်လက်တွေမြေတစ်ခုခုမောင်းမောင်းနေတယ်။အဘကြီးဘာလုပ်တာလဲဗျာ။ငါတက်တက်လောက်ပညာနဲ့မင်းကိုကုပေးတာပါကွာ။တိတ်မကြခဲ့သွေးတိတ်သွားလိမ့်မယ်။ကျုံနဲ့ဥပဒါလည်းမောမောနဲ့အဲ့မောင်ဘီနားမှာထိုင်ချလိုက်တယ်။ကြောက်ကိုအမိုးပေါ်ကတက်တောက်တောက်နဲ့ကြနေတဲ့ရေဆက်လေးတွေကိုပါဇက်နဲ့ခန်းတောက်ရတယ်ဗျာ။ရေးဆက်လေးတွေကအေးဆက်နေရပဲ။ဒါနဲ့ခမရဘလို့ဖြစ်တာလဲအိုက်မောင် ိုင်မောင်ကမျက်နှာကိုရှုံ့မဲ့နေတယ်။ခမားတို့ခေါ်လာကြတဲ့လူတွေကအစိုးရဝန်ထမ်းတွေမှမဟုတ်ပဲဗျ။ဒီလူတွေကလူဆိုးတွေဓမြတွေဗျ။ငါတို့လည်းမင်းလိုပဲလင်ညာခံခဲ့ရတာပါကွာ။ကျုပ်ကတော့သူ့ရေတခွန်အเจ้าကိုမင်းကလေးကနည်းနည်းတော့ထူးဆန်းနေခဲ့တာ။ပုံမှန်လို့ကရေတခွန်ရှိအောင်ဘယ်လိုသိမလဲ။ဒီရေတခွန်အကြောင်းကိုဘယ်ကြဘူးမှလဲဗျ။အဲ့ဒါတော့ဟုတ်တယ်အိုက်မောင်။ကျုပ်ခုနကပြန်နေကြည့်တော့မှဒီလူတွေကရေတခွန်တစ်ခုကိုရှာနေမှန်းသိတော့တယ်။ သူတို့လာကြရရေတကိုးဆိုတဲ့အတက်ကြိုင်တအံ့တော်ဖြစ်သွားကြတယ်မဟုတ်လားဟုတ်တယ်ကြုံပုတ်ပြီးတိကျသွားတာတော့ထမင်းစားနေတဲ့အချိန်တုန်းကပဲဘိုလျက်စီးဆိုတဲ့လူကြီးရဲ့လက်မအရင်သားမှာမိုးကြုံပုံလေးစိတ်မကြောင်ထိုးထားတာကိုကြုံတွေ့လိုက်ရတယ်ကြုံဖေတခါပြောမှုတာဘုံမိုးကြုံရဲ့လူတွေကလက်မအရင်မှာမိုးကြုံပုံစံအမှတ်သားလေးတွေကိုစိတ်မကြောင်ထိုးထားကြတာတဲ့အဲ့ဒီကြရကြုံဒီကောင်းနေရောတပြည့်ချင်တာဒါမဲ့ခမည်းတော်ကလည်းရှိနေသေးတာဆိုတော့ ။တက်ချင်းတက်လူမသိသူမသိဂူတဲ့ရောက်မှတက်ပြင်မယ်ဆိုပြီးကြံရွယ်ခဲ့တာ။ခမရကလည်းအကြံစီနဲ့ဟိုဗျ။ဂူတဲ့ရောက်တော့ကြုတ်ဘူးလျက်စီးကိုတနက်နဲ့လှည့်ပြက်တာ။တနက်ချီထွက်ပြင်မဲ့ဘူးလျက်စီးကိုမထီဘူးဖြစ်သွားတယ်။မောင်ဆိုတဲ့လူကလည်းကြုတ်ကိုတနက်နဲ့ပြက်ပြက်တယ်။ကြုတ်တနက်ကတစ်ချက်ပဲပြစ်လို့ရတာဆိုတော့ထပ်ပြစ်လို့မရတော့ဘူး။အဲ့ဒီချိန်ကျုပ်ရှိမှမိမကြီးတယောက်ကဘွားကနေပေါ်လာတယ်။ကျုပ်နဲ့ဥပသားနဲ့တယောက်မျက်နှာတယောက်ဆိုက်ကြည့် မိမဟုတ်လားဟုတ်တယ်အဲ့ဒီမိမကကျုပ်ရှေ့မှာလာရက်နေလို့သာမောင်ဦးပြတဲ့ကြီးစံတွေကကျုပ်ကိုမထိတာဗျမောင်ဦးပြလိုက်တဲ့တနက်ကြီးစံတွေကဒီမိမရဲ့ကိုယ်ကိုစိုက်ဝင်ကုန်တယ်ကြီးစံတောင်းကချော်ပြီးတော့ကျုပ်ပောင်ကိုလာမှန်တယ်ကျုပ်လည်းအဲ့ဒီတော့မှတရင်ဝင်ပြီးတော့လှန်ငူတွေကိုလှိမ့်ချလိုက်တာကံကောင်းလို့မသေးတာဗျဒါနဲ့အဲ့ဒီမိမကဘယ်သူများလဲအဆောက်အအုံတယောက်ဖြစ်မဲ့ထင်တယ်ဥစ္စာဆောင်များလားမသိဘူးနော် ကျုပ်တို့ခြောက်နှားလိုက်တာလေအဲ့ဒီဥစ္စာဆောင်ပဲနေမှာကျုပ်ပြောတော့အိုက်မန်ကခေါင်းညိတ်ပြီးတော့ဟုတ်တယ်ဒီရတနာတိုက်မှာအဆောင်ရှောက်တယောက်ရှိတယ်ကျုပ်သူနဲ့တွေ့ဘူးတယ်ဥပဒါမျက်မှောက်ကြောက်ရင်ဒါဆိုအဲ့ဒီရတနာတွေရှိတဲ့နေအောင်မင်းသိရပေါ့အိုက်မန်အိုင်မောင်ကဥပဒါကိုတစ်ချက်ဆိုက်ကြည့်လိုက်။ဘာလဲ။အဘကြီးကရရနာရီဆိုတဲ့အတက်ကိုကြားတော့လောဘတက်လာပြီလား။မဟုတ်ပါဘူးကွာ ငါဒီ ਉਹ လာခဲ့ရတာကအကြောင်းတစ်ခုရှိတယ်ကွာကျောက်တောင်မှာထူဆန်းသွားတယ်ဗျဘယ်လိုအကြောင်းလဲဥပဒါတန်နေရှင်တယောက်ကငါတို့ခီးမထွက်ခဲ့တညလိုရပဲငါ့ကိုအိမ်မက်တစ်ခုပေးတယ်ဖျားတဲ့ရည်စူးထားတဲ့ယရဏာတွေကတိုက်သေးပြောင်းဝင်မှုအချိန်ကျရောက်ပြီတဲ့ဒီယရဏာတွေရောတိုက်သေးပြောင်းသွင်းတာမို့ငါရဲ့အကူအညီကိုလိုအပ်တယ်လို့ပြောတယ်ဟာဒါဆိုဥပဒါဒီလိုတွေဖြစ်မယ်ဆိုတာအကုန်ကြိုပြီးသိနေကြတာလား အစ်ပေါ့အလက်ကောင်ရာငါလိုရွာထဲမှာပဲနေတဲ့လူကခရီးထွက်ဖို့ဆုံမျက်ချက်လဲလဲချလိုက်တာဘာကြောင့်လို့မင်းထင်လဲအလက်ကောင်ဟုတ်တော့ဟုတ်တယ်ဗျာဥပဒါရွာနေခရီးရရှိထွက်ခဲ့တယ်မဟုတ်လားဒီလိုလူကအစိုးရဝန်ထမ်းတွေလာတဲ့ဆိုတာနဲ့နွားတွေကိုပြစ်ထားပြီးခရီးထွက်လိုက်လာတယ်ဆိုတာနင်းနေတော့ထူးဆန်းနေတယ်လို့ကြောက်ကထိတ်မိသားပဲဒါတော့မကြတဲ့ဘူးလမ်းတစ်လျှောက်ဟိုလူတွေအမွေရပြစ်နေတာကိုလည်း ဥပဒါဖုံဖုံပြပြနဲ့ကာကာကွယ်ကွယ်ပြောဆိုခဲ့သေးတာမဟုတ်ဘူးလားဒါဆိုအပါကြီးရဲ့ရွယ်ချက်ကဘာများလဲဒီယရနာတွေကဖျားထားမနာမဲ့ယရနာတွေကရှင်ဟောင်းပစ္စည်းတွေလည်းအများကြီးပါတယ်ဒီယရနာတွေကဘယ်သူနဲ့မှမထိုက်တန်ဘူးဒီယရနာတွေဟာဖျားတဆူဆူရဲ့ဌာဝနာတိုင်တန်းတန်းမှာတသက်လုံးကိန်းအောင်ပွားရမယ့်ယရနာတွေကမေတ္တာစဉ်းစားကြည့်ပါအဲ့မှာဒီယရနာတွေကြောင့်မင်းဖိနဲ့အမေလည်းတည်ခဲ့ရတယ်မဟုတ်လား ဒီရတနာတွေဒီမှာရှိနေသွေးဒီလိုမျိုးတိုက်သူတွေလူတွေရောက်လာကြအောင်ပါပဲငါရဲ့ကျက်စီကတော့ဒီပစ္စည်းတွေကိုအဖော်ထုတ်ပြီးသူနဲ့တက်ဆိုင်တဲ့တိုင်နှင်းတွေကိုပဲဖြစ်ဖြစ်ဖျားတဆူဆူရဲ့ဌာပနာတွေကိုပဲဖြစ်ဖြစ်မြုပ်နဲ့တိန်ထားလိုက်ချက်နဲ့အဲ့မှာငါတူတူကြီးစဉ်းစားနေပြီးတော့မှခေါင်းညှင်းလိုက်တယ်အဘိုင်းပြောတာမှန်တယ်ဒီရတနာတွေကြောင့်ကြောက်တော့အကုန်လုံးဒုက္ခရောက်နေကြရတာဒီချိန်ခုအတွင်းမင်းရနဲ့လူကြီးတယောက်ထွက်လာတယ်ဟုတ်တယ်ငါမြေး ငါလဲဒီယဒနာတွေကြောင့်ဒုက္ခရောက်ခဲ့ရတာဒီလူကြီးကဘွားကနေပေါ်လာတော့ကြုတ်ပြဲလှမ်းသွားမိတယ်ခမရဘယ်သူလဲဘယ်ကနေထွက်လာတာလဲငါနာမည်ကအိုက်ဆန်ဗျာအိုက်ဆန်ဆိုတော့ခမရဟိုဟိုအိုက်မောင်ရဲ့အဖိုးပေါ့အိုက်မောင်ကမတ်တက်ထားရဲ့အဖိုးအဖိုးမသိဘူးနော်ဦးအားဆန်ကခေါင်းညှိလိုက်တယ်တေတာထက်ဆိုတဲ့အဖြစ်မျိုးဖြစ်နေတာပေါ့ငါမြေရာ အိုင်ပေါင်ကအိုက်ဆန်ရဲ့လက်ကိုပြေးကိုက်ရင်အဖိုးဘလို့ဖြစ်ရတာလဲဗျာလူတွေပြောတော့အဖိုးကငကားကရီနဲ့ကိုကြလို့တိတ်ပြီတဲ့ဒီရတနာတွေအเจ้าကစပြောရမှာပဲမြင့်ရဲ့အဆန်ကတဏှာကိုချိနေဒီရတနာတွေကိုမရခင်တန်ထဲရှိတယောက်ကငါ့ကိုအိမ်မက်ပေးတယ်ဒီပစ္စည်းတွေကိုဘုံမိုးချိုးတို့အဖွဲကဓမြလာတိုက်တော့မယ်ဆိုတဲ့အเจ้าပေါ့ငါကရရွာကောက်ွယ်ကြီးအဖွဲရဲ့ခေါင်းဆောင်ဆိုတော့ ဘူမူကျိုးကိုရှင်းလင်းတိုက်ထုတ်ပြဖို့လာတောင်းဆိုတာပဲငါလည်းဘူမူကျိုးတို့အဖွဲ့ကိုတိုက်ဖို့အေးအမလုံလောက်ဘူးဆိုတော့တန်နဲ့ရှီကသူစီစီပေးမယ်လို့ပြောတယ်ဘူမူကျိုးစီကနေရတနာတွေပြင်ရလာခဲ့တန်နဲ့နဲ့ကိုပြန်ထည့်ပြီးတော့တန်နဲ့ကိုချစ်ပိတ်ပြဖို့ပြောလာတယ်နေပါဦးဝိုက်ဆန်တန်နဲ့ရှီကဘူမူကျိုးတို့ကိုမတားဆီးနိုင်ဘူးလားငါလည်းအဲ့ဒီအရာကိုသိချင်နေတာပဲတန်နဲ့ရှီကဘူမူကျိုးစီမှာအဆောင်ကားတစ်ခုရှိတယ်တဲ့ ဒါကြောင့် तू ကရံပြုတ်လို့မရဘူးတဲ့လူသားအချင်းချင်းရံပြုတ်မှရနိုင်မယ်လို့ဆိုတယ်ဆက်ပြောပါအောင်ဗျာ तू ပြောတဲ့အတိုင်းငါတို့စီစဉ်ကြတယ်ဘုံမိုးချိုးကရန္နာတွေကိုတိမ့်ယူပြီးပြတ်လာမှာတခြားဓမြအဖွဲတွေကဝင်ရောက်တိုက်ခိုက်ကြတယ်နှစ်ဖက်ပြန်လည်ပြစ်ခတ်ကြရင်တည်တဲ့ तू ကလည်းမနေဘူးကနှစ်ဖက်အဖွဲတွေတော်တော်များများတည်ကုန်တော့မှငါတို့ကဝဲကြီးတက်တွေကဝင်ရောက်တိုက်ခိုက်ကြတယ်ဘုံမိုးချိုးအဖွဲကလူတွေထွက်ပြေးကုန်ပြီဘုံမိုးချိုးတယောက်ပဲကျန်တော့တာ ဘုံမိုးကျွာတော်တော်မလွယ်တဲ့လူပဲသူ့ဘလို့မှတိုက်ခတ်လို့မရအောင်ငါနဲ့တစ်ပန်းလုံးကြရဲ့ဘုံမိုးကျိုးလက်ပြားအဆောင်ကလေးကိုဆဲဖြုတ်နိုင်ခဲ့တယ်ဒီတော့မှဘုံမိုးကျိုးကိုတက်လို့ရနိုင်ခဲ့တာကွာသူတည်တော့ရတနာတွေကိုသွားပြန်မပေးဘူးလားအိုက်ဆန်ကခေါင်းကိုတဖြည်းဖြည်းညှက်မိဒါတွေအကုန်လုံးကငါမားတွေပါကွာတက်တာကြီးခုနှစ်လုံးစာရတနာတွေကိုမြင်လိုက်ရတော့ငါလည်းလောဘတက်မိသွားတယ် ီအချိန်မမိုင်မမဲအတွေ့တကွာခေါင်းထဲဝင်လာတယ်ကွာဒီယရနာတွေကိုငါပြတ်မပေးတော့ရောတိုင်နှင်းရှင်ဟာဘာလုပ်နိုင်မှာလဲပေါ့ပြီးတော့ငါကြားဘူးတာတိုင်နှင်းရှင်တွေဆိုတာသူတို့ပိုင်တဲ့ထရနဲ့ထွက်မြနိုင်မှုဆိုတာကိုကြားဘူးတယ်တစ်ဖက်ကလည်းဘုံမိုးကျိုးရဲ့သားတွေတပည့်တွေကငါတို့တွေကဘုံမိုးကျိုးကိုတတ်လိုက်တယ်ဆိုတာသိသွားကြတယ်မဟုတ်လားဒါကြောင့်ရောင်မနေလို့မဖြစ်တော့ဘူးဆိုပြီးချက်ချင်းပဲယရနာတစ်တာတွေကိုတည်ပြီးတော့ရှမ်းပြည်ကနေထွက်ပြေးလာခဲ့တာ ဒါဆိုရင်အဖိုးတို့ထွက်ပြေးတယ်ဆိုတာဘုံမိုးကျိုးလိုက်တက်လို့မဟုတ်ပဲနဲ့ယရနာတွေကြောက်လဲပါတာပေါ့အမှန်မင်းကမင်းငါတို့ပြေးလာရင်လည်းကာဝေးရေးတက်ဖွဲ့တွေကလူတွေကယရနာတွေကိုလိုချင်လာခဲ့ကြတယ်ငါကလည်းသူတို့ဝေစုခွဲပေးမယ်လို့ပြောပြီးတော့ယရနာတချို့ကိုခွဲဝေပေးလိုက်ရတယ်ဒီလူတွေအကောလုံးအသေးဆုံးနဲ့တေကုံကြတာပဲပြင်းပြင်းနဲ့ကာဝေးရေးတက်ဖွဲ့ဝင်တွေအကောလုံးတယောက်မှမကြံတော့ဘူးစစ်မျိုးတွေကတော့ဒီတက်တာကြီးခဏလုံးက တာမန်ပစ္စည်းတွေပဲလို့ထင်ပြီးတည်လာခဲ့ကြတာကွာမြန်သာမျိုးရောက်ပေမဲ့ဒီရတနာတွေကိုမြန်သာမျိုးမှာတင်ထားဖို့မလုံခြုံဘူးဆိုတာတွေးမိပြီးတော့ဟောဒီတောင်မော်ကိုပြောင်းရွှေ့လာခဲ့ကြတာပဲရတနာတွေကဘာဖြစ်သွားလဲရှင်းရှင်းပြောရရင်တော့အဲ့ဒီချိန်တော့လောဘအရန်တက်ခဲ့တယ်ဒီရတနာတွေရှိတယ်ဆိုတာဘသူ့အမှာပေးမသိချင်တော့ရတနာတွေကိုမြုပ်နှံဖို့နေရာတစ်ခုရှာရကနေဟောဒီငကားကလေးလှန့်ငွေကြီးကိုတွေးခဲ့ရပါပဲ အဲ့ဒီယရနာတွေရောတင်းနေနေနေစီတက်ပြီးတော့ဟော်ဒီဂူကြီးတဲ့ကိုပြောင်းရွှေ့ခဲ့တယ်။ယရနာတွေအကုန်လုံးဂူတဲ့ကိုပြောင်းရွှေ့ပြီးမှငါဂူတွေကနေပြန်ထွက်လို့မရတော့ဘူး။ယရနာတွေအပေါ်မှာကျင်းစာတစ်ခုရှိတယ်ကွာ။အဲ့ဒီကျင်းစာကိုမြင်ပြီးတော့ငါအခုလိုလူစီစစ်ကနေပိတ်တာကြီးတကောင်ဖြစ်သွားရတာပဲ။ယရနာတွေကကျင်းစာတိုက်ခံနိုင်ရတယ်တဲ့လား။ဟုတ်တယ်ငါမြင်။ဒီယရနာတွေကိုကိုချိုးအတွက်အတုံးချတဲ့လူတိုင်းအတိဆိုးနဲ့တရတတ်တယ်။ ဒါဆိုအဖေနဲ့အမေသေးတာဒီရတနာတွေနဲ့အများတက်ဆိုင်နေမလားတက်ဆိုင်တော့ဘောအိုက်မောင်ရမင်းပင်ငါသာစူးစမ်းရတာဝါသနာပါတယ်တနေ့တော့ဂူကြီးတဲ့ကိုစူးစက်လေးလိုက်ရင်းနဲ့ရတနာတွေကိုတွေ့သွားခဲ့တယ်ငါတို့ရတနာတွေမယူဖို့အတန်တန်တောင်းပါသေးတယ်ဒါမဲ့ तू ကခေါင်းပါတယ်ရှေ့ပြားတွေကိုရအောင်တည်ယူသွားသေးတယ်ဒါဆိုအဖေနဲ့အမေကိုသူများတွေတတ်တယ်ဆိုတာရတနာတွေရဲ့ချိန်စာပေါ့နော်ဟုတ်လားဖို့ဟုတ်တယ် ရန်နာတွေကိုကိုကျိုးတုံးတဲ့လူတိုင်းဒီလိုပဲတိတ်ခဲ့ရတော့ကိုနောက်မှပဲတိတ်ခဲ့ရတယ်။ခုနကမင်းကိုကယ်လိုက်တဲ့လူကမင်းရဲ့အဖွားပဲ။အဖွားအဖွားကဘာဖြစ်လို့တိတ်သွားတာလဲ။မြန်သာမျိုးပြေးလမ်းမှာမင်းရဲ့အဖွားနေမကောင်းဖြစ်တယ်ကွာ။တမားတော့ပြောဖို့ငွေကြေးရလဲတိတ်မရှိဘူးဆိုတော့အဲ့ဒီရန်နာတွေတရားနေရွှေတပြားထုတ်ပြီးကုသလိုက်ရတယ်။မင်းအဖွားအဲ့ဒီယောဂနဲ့မသိပေမဲ့လှိမ့်ချိန်ခံရပြီးတော့တိတ်သွားခဲ့ရတယ်။ဒါဆို ဦးလေးကြတော့ဘာဖြစ်လို့မသိရလဲငါရန်နာတွေကိုတိတ်ပဲတိတ်လာခဲ့တာငါကိုကျိုးအတွက်တပြားတစ်ချက်မှမသုံးဘူးဒါဆိုရင်အဖွားအစိမ့်တွေဖြစ်ပြီးတော့ရန်နာတွေကိုဆောက်ရှောက်နေရတဲ့သဘောလားအဲ့ဒီသဘောပဲဖြစ်လိမ့်မယ်ဥပဒါအိုက်မောင်ရဲ့ပခုံးကိုပုတ်ပြီးအခုတော့ဘာမှမပူနဲ့ကျောက်ရန်နာတွေကိုနေရာမှန်ပြန်ပို့ပြီးဖို့ရောက်လာခဲ့ပြီအိုက်ဆာကခေါင်းညှိပြီးသူပြောတာအမှန်တယ်ငါမြင် ငါ့ကိုလည်းကြက်လို့ဖို့အချိန်နည်းပြီလို့တန်တဲ့ရှိတယောက်ကလာပြောသွားခဲ့ပြီသူလွတ်လိုက်တဲ့လူဆိုတာဒီလိုပဲဖြစ်မယ်အိုင်မောင်ကမျက်ရည်တွေဝေးလာပြီးတော့ဖြစ်မှဖြစ်ရလေအဖိုးရာကျုံအဖြစ်မှန်တွေကိုသိလိုက်ရပြီဆိုတော့ဘသူ့အမအဖြစ်မတည်ခြင်းတော့အဖိုးကျုံမိဘတွေသိခဲ့ရတယ်ဆိုတာကလည်းမတော်လောဘကြောင့်ပဲအဖိုးအခုလိုဖြစ်ရတာကျုပ်တို့ရှမ်းရကြီးဒီတောင်မှာပုံရှုပ်ွက်ချိုးနေလာခဲ့ရတာတွေအားလုံးကလည်းအဲ့ဒီလောဘကြောင့်ပဲ ပြီးခဲ့တာတွေပြန်ပြောမနေပါနဲ့တော့ငါမြင့်ရ။အားလုံးကအဖိုးရဲ့အမှားတွေပါ။အဖိုးသာအဲ့ဒီအချိန်ကလေးကယရနာတွေအပေါ်လောဘမတက်ခဲ့။ဒီလိုအဖြစ်မျိုးဖြစ်လာခဲ့မှာမဟုတ်ဘူး။မမန်တိအမှန်ပြရမှာပေါ့ဦးအိုက်ဆန်။ကျုံနောက်လိုက်ခဲ့ပါ။အိုက်ဆန်အဲ့ဒီလိုပြောပြီးဂူကြီးတဲ့ကိုဆက်ဝင်သွားတယ်။ကျုပ်တို့ဆက်ဝင်လိုက်တနေရောက်ရောက်တော့အရှိမဂူနီယန်ကြီးတစ်ခုကိုတွေ့ရတယ်။ဂူကြီးကဂူအပိတ်ကြီးဖြစ်သွားတယ်ဗျ။ လမ်းဆောင်သွားပြီမှတ်လားဦးအိုက်ဆန်မင်းတို့မှာထုတ်လို့နှက်လို့ရတဲ့အရာတခုခုများပါလာခဲ့လားကျုပ်တို့စီမှာပါလာတာဆိုလို့အမောင်ရဲ့တူမီတက်နဲ့ပဲရှိတယ်။အိုက်ဆန်ကနေရံကိုလက်ညှိုးထိုးပြပြီးတော့ဒီနေရာကိုခဏနာလေးသာထုတ်လိုက်ကွာ။အမောင်ကလုံးမလုံးပဲဗျ။ဒါမဲ့သူ့ခြေထောက်တစ်ဖက်ကဒဏ်ရာရထားတော့ကောင်းကောင်းမရနိုင်ဘူးဖြစ်နေတယ်။ဒါနဲ့အိုက်ဆန်လက်ထက်ကတနက်ကိုလှည့်ယူပြီးနေရံအရှိမရက်လိုက်တယ်။တနက်ကိုတေချာကြိုက်ပြီး တနက်ထင်နဲ့ကြောက်ကူနေရချီကိုထုထက်လိုက်တယ်။သုံးလေးချက်လောက်အာကုန်ထုလိုက်တော့ဂူနေရကကြောက်ဥခုတစ်ခု꿰သွားတယ်လို့꿰သွားတယ်။တေချာကြည့်မှဂူနေရကကြောက်တယ်မဟုတ်ပဲရှုနေကပ်ပြီးပိတ်ထားတာဖြစ်နေတယ်။လူဝင်လို့ရအောင်နေရကိုတနက်ထင်နဲ့ရိုက်ထည့်ပြီးတော့အပေါက်ဖြစ်အောင်လုပ်နေရတယ်ဗျ။နေရကိုမြမြပွန့်လို့စောနဲ့အာကုန်ထုထုနေတူမီတနက်ရမောင်းကိုလက်ကသွားဆဲမိတယ်။မောင်းရတန်လေးကိုအနောက်ဘက်ကိုဆဲမိသွားတယ်ဗျ။မောင်းရတန်ကတနက်ကိုပြေးလိုက်တဲ့အခါ ြီအိမ်ကမီးပွေ့ပြီးတော့ကြီဖြည့်ထားတဲ့တနက်ကဒိုင်းကနေပြစ်မိသွားတယ်။အနောက်မှာရက်နေတဲ့ဥပဒါတော်မှမင်းမေကလွားလိုအော်ပြီးဝှေ့ချလိုက်တယ်။တယောက်မှမထင်တာတော်သေးတယ်ပြို့။အလက်ကောင်ရာတို့တွေရတနာမရခင်မသာပေါ်တော့မှာပဲ။မင်းလုံးလိုက်အမြဲတလဲကြီးပဲ။ကျုပ်လည်းမထင်ထားလို့ပေါ်ဥပဒါရ။အပေါကလူကြီးတယောက်ကုန်းပြင်းဝင်လို့ရတဲ့အနေအထားဖြစ်သွားတာနဲ့ကျုပ်တို့တွေအကုန်လုံးဝင်လာခဲ့ကြတယ်။အိုက်ဆန်ကတော်တော်ကိုအုံနာကောင်းနေလို့ပဲဗျ။ ကျောက်ခုအခန်းကြီးရဲ့တစ်ဖက်ကိုရှုပ်နေတဲ့မန်မီပိတ်ထားတာဆိုတော့တော်ုံလူကမှောင်ကြီးမဲကြီးထဲမှာကျောက်ခုနေရကြီးလို့ထင်မှားကြမှာအမှတ်ပဲအထဲမှာရရနာတွေပုံထားတာအပုံလိုက်ပဲဗျာတက်တာခုနှစ်လုံးစာဆိုတော့နဲတော့မနေဘူးရှေ့ပြားတွေဆိုတာအများကြီးပဲဗျာကျောက်တန်ဗရံများတွေရောနောက်ပြီးတော့ဖះဆင်းနုတော်တွေလည်းအများကြီးပါတယ်ကျုပ်တို့အံ့ဩပြီးကြည့်နေတော့မှ အကိုကြီးကအခန်းထဲကိုဝင်ချလာတယ်ရရနာတွေကိုကြည့်ပြီးအကိုကြီးကတော်တော်ကိုပျော်သွားတဲ့ပုံပဲဟာ ရတနာတွေမနှဲပါလားကွာငါတို့တော့ချမ်းသာပြီဟဲ့အကိုကြီးဒီရတနာတွေကဖျားပစ္စည်းတွေဗျကျောက်တော့မမမောသင့်ဘူးအဲ့လိုပြောနေတော့ရှိသေးတယ်အကိုကြီးရဲ့အနောက်ကနေဘိုလျက်စီတို့အဖွဲတွေရောက်ချလာပါလေရောဘိုလျက်စီကကျောက်တော့တနေ့နဲ့ထိုးချိန်ထားတယ်ရတနာတွေကငါတို့ကြားထားတဲ့အတိုင်းမနှဲဘူးပဲဟောကဲမင်းတို့တွေလောအားပေးဖို့အချိန်ရောက်ပြီကျောက်ဥပဒါကိုကြည့်လိုက်တယ်ဥပဒါကခေါင်းကြီးပြတယ်ဗျဘာပဲဖြစ်ဖြစ် ဥပဒါရဲ့အကြံစီကရတနာတွေကိုတည်ထုတ်ဖို့ပဲဆိုတော့တဲရာကတော့တဲရမှာပဲဂူအိုးမှာချခဲ့တဲ့ဖြင်းအိတ်ကြီးတွေကိုသွားယူပြီးတော့ရွှေတွေကိုခောက်တုတ်ခောက်ပြတဲကြတယ်ဟိုလူတွေကတော့ဝင်းမတဲဘူးဗျတနတ်တွေနဲ့ကျုပ်တို့ကိုချိန်လို့ဥပဒါကျုပ်တို့တည်ပြီးသွားရင်ဒီလူတွေကအရှင်ထားပါမလားငါတို့တက်ပြစ်မှာကျင်းတည်တယ်ကွာကိုကြီးကပြူးလူပြဲတဲ့နဲ့သူတို့ပြောတော့ကျုပ်တို့ဝင်းစုခွဲပေးမယ်ဆိုမင်းတော်တော်တုံးတဲ့ကောင်ပဲအကြီးကောင်ဒီကောင်တွေကငါတို့ခွဲပေးပါမလားကွာ ောတဲ့တောင်နဲ့လူမသိသူမသိအောင်တပ်ပစ်ခဲ့မှာပေါ့မဖြစ်နိုင်ပါဘူးဥပဒါရဒီရတနာတွေကသူတို့စက်သက်စားမကောင်းများပြားလို့နေမဟုတ်ဘူးလားကျုပ်တို့ပြီးမှာပါဘာလို့လို့နဲ့ရွှေတွေတဲ့နောက်ဆုံးတစ်ခေါက်ရောက်လာခဲ့တယ်လူတွေကလည်းတော်တော်မောပနေပြီပေါ့ရွှေတဲ့ရဲ့ဂူဝနာအရောက်မှာဂူဝကနေတက်လာတဲ့မအူကိုဘိုးလျော်စီရခြောက်လုံးပြူနဲ့ထိုးချင်လိုက်တယ်မအူကတအံ့တအော်နဲ့ဆရာကြီးဒါဘာလို့တာလဲမေတ္တာဝင်ကြည့်ပြီမအူ ဘိုလျက်စီကမောင်ဦးရဲ့ယူမောက်ကိုတနက်နက်ပြစ်ချလိုက်တယ်။မောင်တယောက်တနက်ချီထိပ်ပြီးတော့ငကားလေချောင်းပေါက်အတိုင်းဟိုးအောက်ကိုပြုတ်ကျသွားခဲ့တယ်။သူတို့အချီချီပြန်တက်ကုန်ပြီဆိုတော့ကျွတ်တို့လည်းရွှေတုတ်တွေပြစ်ချပြီးငကားကိုရင်းနဲ့ကကြောက်ဆောင်ကြီးတွေရဲ့အနောက်မှာပုံအောင်လိုက်ကြတယ်။ကံကောင်းချင်တော့ကြုံနားမှာကြော့ဝဲအိတ်တစ်လုံးကျနေတယ်။ဖွင့်ကြည့်လိုက်တော့စစ်တုဘူးတွေပြကြုံလည်းဘိုင်းစာစာနဲ့စစ်တုဘူးကိုကြောက်တုံးနဲ့တိုက်ဖွင့်ပြီးစားနေမိတယ်။အကိုကြီးကတော့တော်တော်ထိတ်လန့်နေတယ်။အိုင်မောင်နဲ့ဦးဝိုက်စာအောက်မှာကျန်နေခဲ့တယ်ဗျ။ အမောင်ကခြေထောက်ထိထားတာဆိုတော့ဂူပေါ်ကိုပြန်မတက်နိုင်တော့ဘူးတက်ပြီလားအကြီးကသူ့တပည့်ကတော့ပြတ်တက်လိုက်တယ်ဆိုမှတော့ငါတို့အရှင်ထားပါမလားကွာဒီကအကိုကြီးကငုံမဲမဲနဲ့သွားပါပြီဗျာကျုပ်တို့တော့တေကုန်ကြတော့မှာပဲဂူပဝါနဲ့ကျုပ်တို့နေရာနေရာနည်းနည်းတော့လှမ်းသေးတယ်ဗျဂူပဝါကိုတက်ပြေးတဲ့အချိန်ဟိုကတနက်နက်လှမ်းပြေးထိနိုင်တယ်ဒါကြောင့်ကြောက်အချုံကိုကပ်ပြီးပုံနေရတယ်အလက်ကောင်မင်းကငကြီးကြနေသေးတယ် ဘာဖြစ်လို့လဲအကိုကြီးတင်ပဲဆိုရင်တော့မဝဝစားပြီးတေတာပိုမကောင်းလားဟိုလူတွေကတော့အချင်းချင်းစကားအော်ပြောနေကြတယ်ဆရာကြီးမအူကဘာဖြစ်လို့နှောက်ပိတ်လိုက်ရတာလဲမအူကလူပိုးกว่าဒီကောင်ရှိနေတာဝေစုပို့ပေးလိုက်ရတာပဲရှိမယ်ဒါနဲ့ကျွန်တော်တို့ကတော့လူပိုးတွေမဟုတ်ပါဘူးတော့ဆရာကြီးမင်းတို့ကငတ်လိုက်ရုံတပည့်တွေပါကွာဆရာကြီးကျုပ်တို့မတက်ဘူးလို့အမှခံသလားမင်းတို့ကတော့ကွာ မင်းတို့တက်လိုက်တော့ငါဒီရွှေထုတ်တွေကိုတယောက်တည်းတန်နိုင်မာတဲ့လားကွာဟိုလူသုံးယောက်ကသူ့လိုအခြေချင်းအစီပြေသွားတော့မှကျုပ်တို့ဘက်ကိုလှည့်လာတယ်ဟိုတော်သားတွေပေါင်းမနေနဲ့ထွက်ခဲ့ကြစမ်းမထွက်ဘူးဗျာလုံးဝမထွက်ဘူးအေးမထွက်ရင်ဖြစ်တယ်ကွာကျုပ်တို့တန်းတန်းနဲ့လှမ်းပြစ်တယ်ကြောက်ဆက်မူးမြုပ်တွေကလူတကိုစားလောက်ကောင်းကောင်းပေါင်းလို့ရတယ်ဆိုတော့ကျုပ်တို့ကိုမထိပဲကြောက်တုံးတွေကိုကြည့်ထိကုန်တယ်ဒီလူတွေကအချက်20လောက်ပြစ်ပြီးတော့လမ်းလျှော့လိုက်တယ် ကျုပ်စိတ်ထင်တော့ဒီလူတွေစီမှာကြီးစက်များများဆဆပါလောက်ပုံမရအောင်ထက်ခဲစမ်းပါကွာမင်းတို့မတက်ပါဘူးကွာမထက်ခဲ့ဘူးဗျာခမရကကို့လူကိုတောင်ပြန်တက်တာကျွတ်တော့မတက်ပဲနေမလားငါမတက်ပါဘူးဆိုနေမှကွာမင်းငါတို့စိတ်တော်မလုံးနဲ့တော့မင်းတို့ဒီတိုင်းတွေလို့လဲဂိုရီယာထွက်လို့ရမှမထင်နဲ့မင်းတို့ထွက်ငါလှက်ပြစ်ထိလိုက်ပါဒီကဥပဒါပုံးနေရာကနေထွက်လိုက်တယ် ငါမင်းတို့နောက်ဆုံးအနေနဲ့မြစ်တာရက်ခတ်မှာတော့ကွာဒီရတနာတွေကဖျားပစ္စည်းတွေကွာမင်းတို့နဲ့မထိုက်တောင်းမင်းတို့လောဘတက်ရင်တိတ်ကြမှာပဲဘိုးလျက်စီကယူမောပြီးတော့အဘာကြီးကအခုမှရွှေပြေးတရားလာဟောနေတာပါလားဘိုးလျက်စီကမမောင်တာကိုကြည့်လိုက်တဲ့အခါမမောင်တာကရာဖယ်တနုတ်ကိုဥပဒါစီလှမ်းချိန်ပြီးပြစ်ထက်လိုက်တယ်ဒိုင်းကနေခြေစံထွက်သွားတယ်ဆိုပေမဲ့ခြေစံကဥပဒါမထိပဲဘေးကနေချောက်ထွက်သွားတယ်ဥပဒါက မောင်မောင်တာတို့စီကိုတလန်းချင်းတွတ်ကပ်သွားတယ်။မောင်မောင်တာရောမျက်မှောင်မှာဥပဒါကိုတနက်နက်လှန့်ပြစ်ကြတယ်။တဖြည်းဖြည်းကတ်လာတာတော့မှကြီးရမထီဘူးဗျ။ဘိုးလျက်စီကပြုံးရင်ကြီးရခမားစီမှာပြစ္စည်းကောင်းတွေရှိနေတဲ့ပုံပဲ။ဘိုးလျက်စီကဥပဒါစီကိုဆက်လက်နဲ့တစ်ခုနဲ့လှန့်ပြစ်ထက်လိုက်တယ်။ဥပဒါကဆက်လက်နဲ့ကိုလက်နဲ့ဖမ်းထားလိုက်တယ်။လက်ဆက်သက်တော့ခမားကပညာတွေတက်နေတာပါလားဘိုးလျက်စီရဲ့။ဟွန်း ဖိုက်သွားတူးမယ်လို့ဆိုကြရတိုင်နေရှင်တွေပရလောကသားတွေနဲ့တွေ့မယ်လို့ထင်မိသားပါဒါကြောင့်ကျုပ်ကဒေါဆိုင်အောင်ပြင်ဆင်လာခဲ့တာဥပဒါနဲ့ဘူလင်စီတို့တယောက်နဲ့တယောက်ပညာဆက်တွေနဲ့တိုက်ခိုက်ကြတယ်အကိုကြီးကကျုပ်လက်ကိုဆွဲပြီးအလက်ကောင်ဒီလိုတွေရှုပ်ထွေးနေတော့ငါတို့ပြေးကြမယ်အကိုကြီးကဂူပဝါစီကိုထပ်ပြေးပါလေရောကျုပ်လည်းကြောပေါ်အိတ်ကိုလည်းပြီးထပ်ပြေးရတယ်မမောင်တာနဲ့မြင့်မောင်ကကျုပ်တို့ကိုတနက်နဲ့လှမ်းပစ်တယ်ကြီးစံတထောင်ဆိုရင် ကျုပ်လည်းထားတဲ့ကျော်ပွဲအစ်ကိုရှက်ထီသွားသေးတယ်။ကျုပ်တို့ညီကိုနှစ်ယောက်ရဲ့အနောက်ကိုမမောင်တာတို့ကပြေးလိုက်လာခဲ့တယ်။ကျုပ်တို့ကူအပြင်ရောက်နေတဲ့အချိန်မှာအာယုံတက်နေပြီးလင်းအောင်လင်းနေပြီ။မမောင်တာတို့ကကျုပ်တို့ရဲ့အနောက်ကနေထက်ချက်မကွာလိုက်လာကြတယ်။ဂူပောက်ကအပြင်ကိုရောက်တော့လူလူစုကဂူအပြင်မှာရောက်နေတယ်။အဲ့ဒါတော့ရှင်းရွာရွာလူကြီးရဲ့အဖေနဲ့လူကြီးတချို့ရဲ့ပဲ။ဟာအဖေပါလား။ကျုပ်အော်လာတုံရှိသေးတယ်။အနောက်ကမမောင်တာလှမ်းပြစ်လိုက်တဲ့ကြီးစံက ကျုပ်ရဲ့လက်မကိုရှက်ထိပ်ပြီးကျုပ်ရှိအောင်လဲကျသွားခဲ့တယ်။အကိုကြီးကကြောက်တော့တစ်ခုအနားမှာဝင်နေတယ်။အဖေနဲ့ပါလာတဲ့လူတွေကတနတ်တွေနေပြမမောင်တာနဲ့မြေမောင်ကိုတနတ်တွေနဲ့ပြန်ပြီးပြစ်ကြတယ်။ဟေးကောင်လေးမင်းတို့လက်နဲ့ချလိုက်ပါ။မင်းတို့ပြည်သူရဲတွေဝိုင်းထားပြီ။မင်းတို့ပြင်းမလို့တော့ဘူး။မမောင်တာနဲ့မြေမောင်ကအရှုံးမပေးဘူးဗျ။တနတ်နဲ့ပြန်ပြစ်တယ်။ရဲတွေနဲ့မမောင်တာတို့ကျုပ်တို့ခေါင်းပေါ်ကနေကြော့ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ပြစ်ခတ်ကြတယ်။ ဥပဒါဂူရီကနေတက်လာတယ်ဗျမမောင်တာနဲ့မျက်မှောင်ကိုနရင်အုပ်ထည့်လိုက်တာခုနကခွခွေလေးလဲကျသွားခဲ့တယ်ဒီတော့မှရဲတွေကပြစ်တက်လာပြီးတော့ဒီနေ့ရက်ကိုဖမ်းချုပ်လိုက်ကြတယ်ဗျဘိုးလျက်စီးကိုလည်းအရှင်ဖမ်းမိတယ်အဖေအဖေတော့ဘလို့ဖြစ်ပြီးဒီကိုရောက်လာခဲ့ကြတာလဲမင်းတို့ရွာနေထွက်သွားပြီးတော့ဥမောင်နဲ့ဘာသာရအဖွဲတွေကရွာကိုရောက်လာတယ်ဒီမှာပဲငါတို့အလိန်ခံလိုက်ရတယ်ဆိုတာသိပြီးတော့မြိုင်သာဂတ်တက်ကိုအကြောင်းကြားလိုက်တယ် ဒီလူတွေကရဇုံးရဲ့ဘေးကထွက်ပြေးနေတဲ့လူတွေမှတိလိုက်ရပြီးတော့တောင်ပေါ်လိုက်လာခဲ့ကြတာပဲရှမ်းရရောက်တော့မှမင်းတို့ဒီကိုပမှန်တိလို့လိုက်လာခဲ့တာတော်သေးတာပေါ့အဖေရအဖေတို့အချိန်မီရောက်လာပြီလို့သာပေါ့ဒီကရှမ်းရတကြီးကအဲ့မောင်ရောဟာဟုတ်တယ်အဲ့မောင်ကူထဲမှာကြက်နေခဲ့တယ်သူ့ကိုတွားခဲ့ကြပါအောင်ဗျာအလုံးပြီးသွားပြီလူစိုးတောင်းရအဖမ်းခံရတယ် မောင်ဦးရဲ့အလောင်းကတော့ဂူထဲကိုကျသွားလို့မရတော့ဘူး။အဲ့မောင်ကိုခက်ခက်ခက်ခဲကျိုးနဲ့ဆွဲတင်ရတယ်။ဖခင်ရတနာတွေကိုလည်းလူကြီးဆောင်ရအရှိမပဲရဲလက်ကိုအပ်လိုက်ကြတယ်။ဒါပေမဲ့အဲ့ဆန်နဲ့သူ့မိန်းမတော့လုံးဝမတွေ့ရတော့ဘူး။ရတနာတွေရလို့သူတို့ပဲချက်လို့သွားကြတာလားမသိဘူး။အဲ့မောင်ကိုမြင်တော့လည်းအဲ့မောင်ကဘာမှအပြစ်မပြောပဲငိုင်းငိုင်းကြီးဖြစ်နေတယ်။အားလုံးကိုပြန်ချုပ်ရရင်တော့လူစိုးတွေကထောင်ထံအသီးသီးကျသွားတယ်။သူတို့ကအရင်ကလည်းပြစ်မှုတွေကျူးလွန်ခဲ့တယ်မဟုတ်လား။ အဖဲ့တော်မြန်သာမြို့ကောင်စီကပူပေါင်းပါဝင်ကူညီမှုအတွက်ဆုချလိုက်တယ်။ဖျားပစ္စည်းတွေတော့နိုင်ငံတော်ကိုအပ်လိုက်တယ်။တချို့တဝက်ကလည်းဖျားတဆူဆူတဲ့ပြက်ပြီးတော့မှထာမနာပေးမယ်တယ်ဗျ။စွန်စားရတော့ကျုပ်ရဲ့အကိုကြီးရဲ့ဥပဒါရဲ့စွန်စားရတယ်ဆိုပေမဲ့ဆုရတော့ဇီကုံးရတဲ့ကြီးဥပမောင်ဆိုပြီးဆုရတယ်ဗျ။ကျုပ်ရလိုက်တာကတော့ပခုံးကတက်နေတယ်ရပဲ။တရတော့နှွားเจ้าနေနဲ့ဥပဒါနဲ့တွားတွေ့တယ်ဗျ။ ချို့တို့ကရန်နာတွေကိုနိုင်ငံတော်အလိုက်တယ်ဆိုပေမဲ့သူတို့အလွဲသုံးစားလုပ်ရင်ဘယ်လိုလုပ်ကြမလဲဥပဒါလုံရရင်လုံစမ်းပါစေကွာဒီရန်နာတွေမှာဘယ်လိုကျင်စာရှိတယ်ဆိုတာမင်းသိတယ်မဟုတ်လားအလက်ကောင်ဟုတ်ရန်နာတွေကိုကိုချို့အတွက်အသုံးချတဲ့လူမှန်တယ်မြတ်အတင်စိုးနဲ့တရမမဟုတ်လားဥပဒါခေါင်းငိမ်ပြီးလှက်ထွက်သွားပါတော့တယ်ထုံးစံအတိုင်းလေကလေးတချွန်ချွန်နဲ့ပေါ့ပရိသတ်များရှေ့ဆုံးတီကြီးဥပဒါနဲ့ မျော်လင့်သောခီးရှည်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတည်ရှိသလို။စာရေးဆရာအကဆောင်လည်းကျေးဇူးထူးပဲတည်ရှိပါလိမ့်ရှင်။ဒီဇလန်းလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစဉ်ထာဝရပါစားနိုင်ကြပါစေရှင်။